ဒီကတော့၄သိန်းဝင်းကျင်ကနေပြီးတော့၈သိန်းလောက်ကြားမှာ တော်တော်လေးကိုခုနောက်ပိုင်းကောင်းလာပြီးတော့တော်တော်လေးလေးဟော့နေတဲ့ Infinite ရဲ့ Hot 50 series အကြောင်းပြကြတာပေါ့အဲ Hot 50 i နဲ့ Hot 50တို့ပြီးတော့ Hot 50 Pro Plus တို့သိရမလားကပားအပားဆုံးဖုန်းပါညာကျွဲထားတဲ့ဖုန်းလေးတွေအကြောင်းပေါ့ဆိုတော့ကျွန်တော်တို့ဒီ Hot 50 series ကဘယ်သူတွေအတွက်ဖြစ်မလဲဘာတွေပိုကောင်းလာတာလဲတကယ်ရောဒီစည်းတမ်းမှာတန်တဲ့ဖုန်းလေးလားဒါလေးကိုပြကြအောင် အားလုံးသိရတဲ့အတိုင်းပဲဒီ Infinix ရဲ့ smartphone တွေကဈေးကွက်ထဲမှာဆိုလို့ရှိရင် budget ရဈေးသက်သာတယ် performance တွေမဆိုးဘူးပြီးတော့ global version official global ထဲမှာ performance တော်တော်လေးကောင်းနေကောင်းနေလို့ပြောလို့ရတယ်ပြီးတော့အခုဆိုလို့ရှိရင်သူတို့လည်းသူတို့သွားခြင်းနဲ့ထားခြင်းတခုကိုသိသွားနေတူတယ်အရင်ကလိုမျိုး G99 တခါကနဲ့တမဟို gaming ဒီ gaming နေမပြောတော့ဘဲနဲ့သူတို့သွားကျင်တဲ့လမ်းကြောင်းပေါ်ရောက်လာရတော့ဒါပြောရမှာပေါ့တချို့နေရာတွေမှာကြတော့ဒီကောင်တွေကကျွန်တော်တို့အမြဲတမ်းသုံးနေတဲ့ Redmi တို့ Xiaomi တို့ဒီကောင်တွေထက်တောင်သုံးရတာပို့ပြီးတော့ easy use ဖြစ်နေသေးတယ်ကျွန်တော်တို့ drop ပေါ်ပို့ပြီးတော့ဒါ daily use တွေမှာဆိုရင်အရန် use တွေဖြစ်တဲ့ဖုန်းတွေလို့ပြောရမှာဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Infinix ရဲ့ Hot 50 Pro Plus လေးနဲ့စကြတာပေါ့ ဒါလေးကတော့အားလုံးသိတဲ့အတိုင်းပဲအရန်ပါတယ်၊ကန်ရတာလက်ထဲမှာတနောင်တတာရှိတယ်၊ပော့တယ်ဆိုတဲ့ဖုန်းတစ်လုံး။ဒီ Hot 50 Pro Plus ကလည်းပြောရမယ်ဆိုလို့ရှင်ကျွန်တော်တောက်လျှောက်သုံးလာပြီးအရင်ကပေါ့နော်ဆန်းလာခဲ့အချိန်မှာဆိုလို့ရှင်ဒါ1 day ကောင် သုံးလို့အဆင်ပြေရဖုန်းတလုံးကျွန်တော်တရက်တာ Facebook တွေ Messenger တွေဒါ Instagram လုံးဝ Social Media ကောင်းကောင်းသုံးမယ်တပုံလေးပါလေးရိုက်မယ်ပင် Flow လေးပါလေးအတွက် Video လေးပါလေးနည်းနည်းပါရိုက်ချင်တယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေဒီ Common Display ပိုင်းကတော့ဒီဖုန်းတလုံးလုံးမှာ design ပြီးွားလို့ရှင်အကြိုက်ဆုံးအပိုင်းလို့ပြောလို့ရတယ် Display က6.7 inch ရှိပြီးတော့ဒီကောင်က AMOLED panel လာတယ်ဒါပေါ်မှာ100% DCI P3 display ပို့လို့ထားသေးရယ်ပြီးရင်ဒီကောင်က2160 PPI dimming နဲ့ရသေးတယ် ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုရင် one knee has ပြီးတော့ under display fingerprint ဒါမျိုးတွေလည်းတစ်ခါလဲပါပြီးတာပြီးတော့မှန်ကလည်းအခုံဆိုတော့ဒီ၈သိန်းဆိုတဲ့ဈေးမှာမှန်အခုံနဲ့ ထမ်းမှုကန်ရတာဒီလိုရုပ်ထွက်မျိုးရရဲဆိုတော့တော်တော်ကမှ fine တယ်ပြီးတော့ gorilla glass တွေပါလဲအုပ်ပေးထားရဲဆိုတော့အကျန်းလဲခံမဲ့အနေထားမှာရှိတယ်အဲပြတ်တော့မချဘူးသေးဘူးပျက်ချလို့ရှိရင်တော့နေအစမပြင်းသေးဖြစ်သွားမှာဆိုတော့ပြီးတော့ပါတာလဲတော်တော်လေးကိုမှပါတယ်ဆိုတော့ပါတယ်ဒီဇိုင်းလှတယ် display ကောင်းတယ်ပြီးတော့ဒီကောင်းရဲ့ performance ဒီကောင်းရဲ့ performance က media tech ရဲ့ helio g တရားကိုတုံ့ပြန်ထားတယ်ကျွန်တော်99မဟုတ်တော့ဘူး99ရဲ့တသေးလေးပို့ပြီးတော့ကောင်းသွားတဲ့အဆိုစီဖြစ်သွားတယ် performance တော့မဟုတ်ဘူး camera ဘိုင်းတွေပါတယ်ပြောတာ ဆိုတော့ GDR သုံးမိထားရယ်ဆိုတော့ဒီ7000မပြည့်တဲ့ဈေးမှာ media target helio GDR နဲ့ဒီကောင်းရဲ့ performance ကလည်း daily use မှာကောင်းကောင်းအလုပ်ဖြစ်တယ်စိတ်ပိုင်ကျွန်တော်တို့ gain လေးနည်းနည်းပဲပတ်အောင်ကောက်ဆော်လို့ရတယ် mobile legend လို့ PUBG လို့ game မျိုးလေးဒါပေမဲ့အရန်ပားရဲ့ design နဲ့ဖြစ်နေတဲ့အတွက်ပြီးတော့ media target helio GDR ကိုသုံးမိထားရဖြစ်တဲ့အတွက်စော့မယ်ဆိုလို့ရှိရင်တော့ဒီဖုန်းပားလေးကတော်တော်လေးကိုပူလာမျိုးကြီးဂျုံတွေ့ရနိုင်တယ်ပြတော့ချက်ဒီကောင်းရဲ့ camera ပိုင်း infinite ရဲ့ဒီ hot series မှာထူးထူးခြားဒီ hot 50 pro plus မှာဆိုလို့ရှိရင် camera တော်တော်လေးကောင်းလာတဲ့ဖုန်းလို့ပြောရမယ်50 megapixel triple camera စတဲ့ ာတယ်အပုံတွက်တွေကအရင်ကြီးကျွန်တော်တို့ high level မရဘူးဆိုရင်လည်းသူ့သေးတန်းဝင်းကျင်ဖုန်းနေထဲမှာသူ့ရဲ့ပုံတွက်လေးကမစိုးအဆင်ပြေတယ်ကျွန်တော်အဲ့လိုလက်ခံပြီးလို့ရရနေထားမှာရှိတယ်။ဘာပြောဒီ camera ဘိုင်း display ဘိုင်းတွေ performance ဘိုင်းတွေ design ဘိုင်းတွေကအများကြီးတိတ်ထွေလို့ပြောရတာမရှိဘူး။တော်တော်လေးကောင်းတယ်။ရွေးမယ်ဆိုလည်းမျက်စိမရွေးပဲလို့ရနေထားမှာရှိတယ်။ပြီးတော့ဒီကောင်းရဲ့ battery ဘိုင်းဒီကောင်းရဲ့ battery ဘိုင်းကတော့ငါ့ mAh battery ကိုမှသူက33 watt fast charging ထည့်ပေးထားတယ်ဆိုတော့7သိန်းဝင်းကျင်စေးတန်းထဲမှာ အနေထားအဆင်ပြေတဲ့ခေါင်းလို့ပြောရမယ်။တချုံပြောမယ်ဆိုလို့ရှိရင်တော့ဒါ Infinite Hot 50 Pro Plus ကဖုန်းတစ်လုံးကိုပပလေးပပော့လေးနဲ့လှလှပပလေး daily use တော့ပဲရွယ်ရွယ်ပြီးတော့ဝယ်တော့မယ်ဆိုတော့သူတွေတော့ကတော့ဒါကောင်းကောင်းကြီးဝယ်လို့ရတယ်။ပြီးတော့ဒီကောင်းကသိရမလားအတန်တော့ဆိုလို့ရှိရင်လည်း JBL စောင်းနေပါရင်လည်းဆိုတော့အတန်တော့ကလည်းဘာမှသိပြီးပူကြမလို့အဲဒီလိုမျိုးကိုကပပော့ပပဖုန်းတစ်လုံးကိုလိုချင်နေတယ်။ဒီဇိုင်းကလည်းလှမ်းရမယ် performance ကလည်းမဆိုးဈေးနှုန်းကလည်း၈သိန်းမကျော်ခြင်းလို့တွေးထားတဲ့သူတွေတော့ကတော့ ား Infinite Hot 15 Pro Plus ကတော့ဒါတခါလေးကြွေးလိုက်ဘာမှတိတ်ပြီးပြောရမှာမရှိရဖုန်းတော့နောက်တစ်လုံးကကြတော့ Infinite ရဲ့ Hot 50ဒီကောင်ကတော့နည်းနည်းလေးထူးဆန်းနေဈေးနှုန်းက9သိန်းဝန်းကျင်လောက်ပဲရှိရဒါပေမဲ့ပြန်ရတဲ့ဒီဇိုင်းကတော်တော်အဆင်ပြေတဲ့ဒီဇိုင်းလို့ပြောရမယ်လေးလောက်ဆန်းဆန်းဒီဇိုင်းလေးဒါပေမဲ့အရင်သူ့ရဲ့အကိုနောင်တော်ကြီးဖြစ်တဲ့ Hot 50 Pro Plus နဲ့ဘက်ကပါအရင်ကွာမနေဘူးဒါပေမဲ့ဒီကောင်ကကြတော့ flat ဖြစ်သွားမယ် display က ဘယ်လိုပြော9သိန်းဆွန်းဆွန်းလောက်ဈေးမှာ official global ထဲက media တက်ရဲ့ helio gtr ဒီကောင်ရဲ့အပါကတော်တော်လေးကိုသဘောကျစရာကောင်းတယ်ဒီကောင်က7.7 mm ပဲရှိရဲဒါကမှသူလုပ်ပေးထားတဲ့ဒီဇိုင်းကလက်ထဲမှာလုံးဝအဝင်ခွင့်ချစတိုင်နဲ့ဆိုတော့ hand feeling ကတော်တော်လေးအဆင်ပြေတယ် အဲဒါထားပါအဓိကအရေးကြီးတဲ့တခြားပလေးဆက်သွားမယ် performance ကလည်းဒီကောင်က media tag ရဲ့ helio g တရားဆိုတော့တောင်းတန်းဂိမ်းလေးတွေ mobile legend လောက်ကတော့ဒါ9သိန်းကျော်ဝင်းကျင်မှာကောင်းကောင်း run လို့ရတယ် official global ဖြစ်တဲ့အတွက်တရုတ်စာတွေပါတယ်ဘာမှပူရမလို့ဘူးပထကောင်ရဲ့ camera ကလည်းသူ့သေးတဲ့ဝင်းကျင်မှာဒါအတုံးဝင်နေတုံးပြော်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိရယ်ပြီးတော့ဒီကောင်ရဲ့ကင်မရာဘိုင်းဒီကောင်ရဲ့ကင်မရာဘိုင်းကတော့50 megapixel main camera တစ်လုံးပါမယ်ကျန်တာကတော့ရွှေရှောင်းလေးအဲဒါမဲ့သူ့ရဲ့ကင်မရာကလည်း အလုပ်ဖြစ်တယ်သူ့အနေထားနဲ့သူကျွန်တော်ငါးသိန်းကျော်ဆိုရဲဈေးမှာပုံတွက်လေးတွေကမဆိုးဘူးဆိုတာမျိုးလေးရတယ်အဲနည်းနည်းလေးစိတ်အဆင်ပြေစေတဲ့ပုံတွက်လေးရတယ်ဒီဖုန်းကင်လို့ကင်မရာမကောင်းစုံနေရဆိုတဲ့ feeling မျိုးတော့ထပ်မလာဘူးအဲဒီဘန်းကနည်းနည်းလေးချိကျဖို့ကောင်းတယ်ပြီးတော့နောက်တစ်ချက်ဒီကောင်းရဲ့ battery ဘိုင်းငါးတော့ mAh battery ကိုမှဒီကောင်းက18 watt fast charging ထည့်ပေးထားရဲဆိုတော့ဒီဈေးဝင်ချက်မှာဒီလောက်ပဲဘာမှအများကြီးထွန်းတက်စရာမရှိဘူး global version နဲ့ဘလောက်ကတော့တော်တော် compromise လောက်ခံရတော့နည်းတော့မစမ်းကြင်နေဘူး ကျွန်တော်တို့ထပ်ပြီးတော့ပြောမယ်ဆိုလို့ရှင်ဒီဖုန်းရဲ့အားလုံးကိုခြုံပြီးပြောမယ်ဆိုရင်ဒီဖုန်းက9သိန်းကျော်ဆိုတဲ့ဈေးမှာဒီဇိုင်းနဲ့တင်ဝယ်ပြောနေပြီ Media Tech Helio GTR နဲ့တင်ဒါဝယ်ပြောနေတဲ့ဖုန်းလို့ပြောရမယ်။ဘာမှအများကြီးတိတ်ထွေးထူးခေါင်းထဲမှာထည့်ထင်တာမလို့ brand ဆွဲမရှိဘူးဆိုရင်9သိန်းကျော်သုံးမယ်ဆိုရင် global ထဲကလိုချင်တယ်ဆိုရင်ဒါရွေးကြည့်တော်တော်လေးအဆင်ပြေတယ်။နောက်တစ်လုံးကတော့4သိန်းကျော်ဝင်းကျင်မှာ ရွေးမယ်ဆိုလဲတန်းရွေးလို့ရတဲ့ဖုန်းဒီကောင်ကလည်း Infinix Hot 50 ်ဒီဇိုင်းကတော့အားလုံးတွေ့ရတဲ့အတိုင်းပဲဘာလိုလိုညာလိုလိုစတိုင်လေးနဲ့နည်းနည်းလေးစိုက်ပြီးနေရလို့ပြောရမယ်အဲသူ့အနေထားနဲ့သူပေါ့ global version ဖုန်းတွေထဲမှာဒီကောင်တွေကခုနောက်ပိုင်းအသက်မှာဟိုလိုလိုဒီလိုလိုနည်းနည်းလှုပ်ချင်တာလေးကများပြီးတော့အဲတစ်ခုတစ်ခါသေးကြတော့တိတ်မရောက်ဘူးပြည့်တဲလို့လို့ရှင်တဲရောက်မှာဟာဝေးထားပါတော့ဒီကောင်တွေကပြောမယ်ဆိုရင်ဒီ Infinity ရဲ့ Hot 50လေးပေါ့ဒီကောင်ကဒီညီကို၃កောင်နေမှာဆိုရင်အငယ်ဆုံးဈေးတက်တာဆုံးဖုန်း၄သိန်းသုံးသောင်းလောက်ပဲရှိတယ် အဲဆီလည်းတော်တော်လေးကိုအဆင်ပြေတယ်။ရှင်းမာရဲ့၄သိန်းကျော်ဖုန်းဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမှန်လို့မြောက်။တုံမီလာရဲ့အဆိုစီယာအစမီဒီယာတက်ကက်ဟီလီယိုဂျီ81ကိုထည့်ထားပေးတယ်။အဲဆိုရှယ်မီဒီယာလောက်ကောင်းကောင်းသုံးမယ်။ဂိမ်းဆိုလို့ရှိရင်တချို့ဂိမ်းပပောပါလောက်ပဲဆော့မယ်ဆိုရင်အဆင်ပြေနေတာမှရှိတယ်။အဲ display ကလည်း6.7 inch ကိုမှ IPS LCD နဲ့လာတယ်။ display ရတာရောဘာရောတိတ် အများကြီးကောင်းလာတဲ့ဖုန်းမဟုတ်ဘူးဆိုရင်မလဲဈေးနှုန်းကလည်း၄သိန်းဝန်းကျင်ပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်အပြစ်အများကြီးတပြောလို့မရအောင်ကင်မရာကတော့သူက48မီဂါပစလီနဲ့ဆိုတော့ပုံတွက်လေးတွေကတော့သူ့ဈေးတန်းဝန်းကျင်ကသူကလည်းသူကောင်းနေဆိုတော့မစိုးဘူးဆိုတဲ့အနေထားပုံတွက်လေးတွေတော့ထွက်လာတာပေါ့အဲဘက်ထရီကတော့9000 mAh ကိုမှ18ဝက်ပြောရမယ်ဆိုရင်ဒီဖုန်းတစ်လုံးလုံးခြုံပြောမယ်ပေါ့ ဒါဆိုလို့ရှိရင်ဒီဖုန်းက၄သိန်းကျော်ဝန်းကျင်မှာကျွန်တော်တို့မစိုးအဆင်ပြေတယ်ဆိုပေမဲ့တစ်ဖက်ကလည်းရွေးချယ်စရာအနေနဲ့ဒီ China version ဖုန်းတွေကလည်းရှိနေသေးရဲ့ဆိုတော့ဒါကတော့ up to you ပေါ့ကိုယ့်ပေါ်ပဲမှုတရားပေါ့တက်မလား ကိုလိုချင်တဲ့ဖုန်းက၄သိန်းဝန်းကျင်မှာဒီဖုန်းကကိုနဲ့ကြိုက်လားကိုနဲ့မကြိုက်ဘူးလားဒါကကိုကိုဆုံးဖြတ်ပြီးရွှေရမယ်နေတာဖြစ်သွားပြီအရှိက150တို့150 pro pro တို့ကကြတော့သူ့စီတန်းဝန်းကျင်မှာဒါကောင်းကောင်းကြီး recommend ပေးလို့ရတဲ့ဖုန်းလေလို့ပြောလို့ရတယ်ဒီကောင်လေးကကြတော့ဈေးတုံးရရောဒါ budget line ရရောအငွေသုံးလည်းဖြစ်တယ်လို့၄သိန်းကျော်ဝန်းကျင်မှာလည်းဖြစ်နေတဲ့အတွက်တစ်ဖက်ကနေပြီးတော့ရွေးချယ်ရတာတွေများတော့ဒါကတော့စိတ်ကြိုက်ရွေးလို့ရတယ်ကိုကြိုက်တာလေးကိုကိုရွေးဝယ်ကြည့်ပေါ့ကိုသုံးပါပဲလေ ဆိုတော့ဒီနေ့ပြောပြပေးသွားတဲ့ဖုန်းတွေကတော့ Infinix ရဲ့ Hot 50 series အဲဆိုတော့ဒါ၈သိန်းဝန်းကျင်မှာဆိုရင် Hot 50 Pro Plus ရှိတယ်။ 9သိန်းဝင်ကြမှာဆိုရင် half 50ရှိရ4သိန်းကျော်ဝင်ကြမှာဆိုရင်ဒါ half 50 i လေးရှိရဒီ၃កောင်လုံးကတော့ကိုယ့် budget နဲ့ကိုယ်ချိန်မျိုး official global ထဲကမှလိုချင်တယ်ဆိုတော့သူတွေ performance ကလည်းမဆိုးကောင်းရမယ်ဆိုတော့သူတွေတော့ကတော့တော်တော်လေးအဆင်ပြေတယ်ဒါ half 50နဲ့ half 50 pro pro ပြောတာ half 50 i လေးကတော့အငယ်ဆုံးဖြစ်သလို media target helio g 81ကြောင့်လည်းသူက gain နေပါတယ်ဆိုရမှာမဟုတ်ဘူးဒါပေမဲ့သူလည်း daily use ပညာအကုန်အဆင်ပြေရဖြစ်တဲ့အတွက်ကိုယ်က global ထဲကမှတုံးချင်တယ် budget လည်းချိန်ချင်တယ်ဆိုလို့ရှိရင်လည်းဒါ half 50 i ကိုရွေးလို့ရတယ် ံးကောင်လုံးကတော့သူ့စီတန်းဝင်ချင်မှာကျွန်တော်အနေနဲ့လက်မထောင်ပြီးတော့ recommend ပေးလို့ရတဲ့ကောင်လေးပဲတခုတော့ရှိတာပေါ့ brand ဆွဲမထားဘဲနဲ့တော့နည်းနည်းလေးတော့လက်လေးလှမ်းခြေလေးလှမ်းပြီးတော့သုံးစီချင်တယ်အဲဒါမှကောင်းမကောင်းကလည်းသိရမှာပြီးတော့တချို့ခါတွေကကြာတော့တချို့နေရာလေးပိုကောင်းနေရာမျိုးလေးရှိမမျော်လင့်ထားတဲ့အခိုက်အတန့်လေးပေါ့ဒါမျိုးလေးတွေကြုံရဖြစ်နိုင်တယ်အဲ့တော့ကိုကဘာရွေးမလဲဘာလုပ်မလဲဆိုတာ budget ကိုချိန်ကိုလိုချင်တာလေးကိုတခြားဆန်းပြီးတော့ဝယ်ကြည့်အဆင်ပြေသွားလိမ့်မယ် ဆိုတော့ကိုလူတို့ရောဒီ Infinite Hot 50 series ကိုဘယ်လိုမျိုးမြင်လဲသဘောကျလားသူတို့ရဲ့ဈေးနှုန်းတွေသူတို့ရဲ့ price range မှာတော်တော်လေးတန်လို့ထင်လားအောက်က comment မှာသွင်းသွားခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အရမင်းကြော်ပြီပါ Yangon Mobile Store